thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စကောင်းစီကကျင်းပမယ်ဟန်ပြတူရောင်ရွှေကောက်ပွဲကိုနိုင်ငံတကာကရှုံချဆန့်ကျင်ဖို့ကုလသမဂ္ဂလူအခွင့်ရေးဆောင်ဆိုင်ရေးကိုယ်စားလှယ်တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စကောင်းစီကကျင်းပဖို့စီစဉ်နေတဲ့ဟန်ပြတူရောင်ရွှေကောက်ပွဲကိုနိုင်ငံတကာတိုင်ဝမ်ကရှုံချဆန့်ကျင်ကြဖို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူအခွင့်ရေးဆောင်ဆိုင်သူကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာစကောင်းစီကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲကအလေညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီး င်းစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေဖို့အတူရောင်ဖန်တီးနေခြင်းဖြစ်ကြောင်းနိုင်ငံရေးတိုက်ခတ်များကိုထောင်ချခြင်းညှဉ်းပန်းနှိပ်စက်ကွပ်မျက်ပြီးကျင်းပမဲ့ရွှေကောက်ပွဲကိုနိုင်ငံတကာအတိုင်းဝိုင်းရှုံချဆန်းခြင်းဖို့စစ်ကောင်စီရဲ့အတူရောင်ရွှေကောက်ပွဲကိုစန့်ခြင်းမြမပြည်သူများနဲ့အတူနိုင်ငံတကာရပ်တည်နေကြောင်းပြသကြဖို့၎င်းကတိုက်တွန်းတောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာဆီယနာသိမ်းပြီးနောက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်လူပေါင်း6800ကျော်တည်ဆုံခဲ့ကြောင်းစစ်ပေးရှောင်ပြည်သူများခိုလုံနေတဲ့ဖုန်ကြီးကြောင်းများစတင်ကြောင်းများနဲ့စစ်ပေးရှောင်စခန်းများကိုစစ်တပ်ကတိုက်ခိုက်မှုတွေတိုးမြင့်လာတဲ့အတွက်အကြမ်းဖက်မှုတွေပြင်းထန်လာနေကြောင်း၎င်းကထောက်ပြထားပါတယ်စစ်ကောင်စီက၎င်းရဲ့စိုးမှုနေမြေတွေကိုလက်လွတ်လိုက်ရပြီးနောက်ရပ်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လာနေကြောင်းအရပ်ဖက်စစ်ဖက်ခွဲခြားခြင်းမရှိတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းစတင်ကြောင်းတွေနဲ့ဘုံတော်ကြီးကြောင်းတွေထိမှန်ခဲ့ပြီးအရပ်သားပြည်သူများ ိဆောင်ခဲ့ကြောင်းအတင်းအကျပ်စစ်မှုထမ်းဆီခြင်းနဲ့လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေကမြန်မာစစ်ဘုတ်ချုပ်တွေကိုရှင်ရှားဆက်ဆုံနေကြကြောင်းသူကဆက်ပြောပါရယ်စစ်ကောင်စီကမြေပြင်မှာစီးရင်ရဆုံးရှုံးနေတော့လေငွေကြီးအရင်းမြစ်နဲ့ပြည်ပနိုင်ငံများမှာလက်နက်များရရှိနေကြောင်း အဆိုပါအရင်မြင့်များဆက်လက်စီးဆင်းနေသည်များကာလပတ်လုံးထိခိုက်ပျက်စီးမှုများဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ကြောင်းစစ်ကောင်စီကဆင်ရဆွေးမှုများကျူးလွန်ရန်တွန်းဆုံနေမှာမဟုတ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်လက်တလောနိုင်ငံတကာရဲ့အရေးယူမှုအနေနဲ့မြန်မာနိုင်ငံစစ်တပ်ထံကိုလက်နက်စီးဆင်းမှု၃ပုံ၃ပုံရှော့ချနိုင်ခဲ့ပြီးစင်ကာပူနိုင်ငံမှတစင်းမြန်မာစစ်တပ်ထံကိုစီးဆင်းနေတဲ့လက်နက်60ရာခိုင်နှုန်းကိုရပ်တန့်ဖို့အရေးယူနိုင်ခဲ့ကြောင်းတိုင်းနိုင်ငံမှာ ။ဗန်ကောက်ဗန်ကလည်းမြန်မာစစ်ကောင်စီလက်အောက်ကမြန်မာစီးပွားရေးဘဏ်နဲ့ဆက်ဆံမှုရပ်ဆိုင်ခဲ့ပြီးလက်နက်ဝယ်ယူဖို့နဲ့လိုအပ်တဲ့ငွေကြေးတွေကိုဖြတ်တောက်နိုင်ခဲ့ကြောင်း၎င်းကပြောပါရီအကြံဖတ်ဆဲကောင်ဆောင်မင်းရောင်လိုင်းကတော့လာမည့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအထိရွှေကောက်ပွဲလေးပတ်တာကျင်းပမှာဖြစ်ကြောင်းမနေ့ကနေပြည်တော်ငင်းချင်းဖိုရမ်မှာထုတ်ဖော်ပြောဆိုပါရီနောက်ထပ်တစ်ပုတ်အနည်းနဲ့တောင်ငုံမြို့နယ်ခပောင်းကိန်းစစ်တောင်းတတားကိန်းနဲ့လေးမိုင်းစစ်စင်းဂိတ်တို့မှာဘူကြီးဖြိုးဝင်နေဘူကြီးစော်မင်းထိုင်နေဆင်ရရှိများကပြည်သူများထံမှမတရားဆက်ကြေ င်းကောက်ခံငွေတောင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်တွင်ရှိခပောင်းကိန်းစစ်တောင်းတရာကိန်းနဲ့လေးမိုင်စစ်စေးကိတ်တို့မှာပူကြီးဖြိုးဝေလင်းပူကြီးစော်မင်းထိုင်နဲ့ဆင်ရရှိတွေကပြည်သူများထံမှမတရားဆက်ကြီးကောက်ခံငွေတောင်းနေကြောင်းဒေသခံပြည်သူတွေကပြောပါရတယ်။တောင်ငူမြို့ရဲ့လုံခြုံရေးအတွက်စစ်ကောင်စီကမြို့ဝင်ထွက်တဲ့လမ်းတွေမှာစစ်စေးကိတ်တွေခြံထားခဲ့ပြီးအဲ့ဒီစစ်စေးကိတ်တွေမှာပူကြီးအစင်ရှိအရာရှိများကိုကြီးကြပ်စေခဲ့ကြောင်း ရခင်ကဂိတ်များကိုဖြတ်တန်းရမှာလုံခြုံရေးကိုသာအဓိကစစ်ဆေးပြီးငွေချင်းကိုတော့တရာကြီးတာတောင်းခံခဲ့ကြောင်းဒါပေမဲ့လည်းညောင်လေးပင်ကြောင်ကြီးနဲ့ကြောင်တကားတို့ဘက်မှာတိုင်ပွဲများဖြစ်ပွားလာပြီးရင်နောက်စစ်ကောင်စီကရိခသိမ်းယူမှုတွေစေဝါသိမ်းယူမှုတွေကိုတည်ရဝင်ကန့်သက်ပိတ်ပင်လာကြောင်းအဲ့ဒီလိုစစ်တပ်ကပိတ်ပင်တော့လည်းငွေချင်းပြင်းရင်လွတ်လပ်စွာဖြတ်တန်းခွင့်ပြုရမှာစစ်ဆေးဂိတ်များမှာစီဝါပြင်းငွေရှာတဲ့နေရာများဖြစ်လာကြောင်းသိရပါတယ်။ လက်ရှိတောင်ငူမြို့နယ်အတွင်းရှိခပောင်းဂိတ်စတောင်းတရာဂိတ်နဲ့လေးမိုင်စစ်စင်းဂိတ်တို့မှာဖြတ်တန်းသူမှန်သမျှထံမှငွေကြေးများကောက်ခံနေတာဖြစ်ပြီးအိမ်စီကတစည်းကိုငွေကျပ်9000ကျပ်ကုန်ကားရီဆိုရင်တင်ဆောင်လာတဲ့ကုန်ပစ္စည်းတွေပေါ်မူတည်ပြီးငွေကျပ်တောင်းကနဲမှသိန်းကနဲထိပေးဆောင်နေရကြောင်းသိရပါတယ်တောင်ငူကခပောင်းဂိတ်စတောင်းတရာဂိတ်လေးမိုင်ဂိတ်တွေမှာငွေမတရားကိုတောင်းနေတာမပါလို့ မရှိလို့ပါဆိုရင်လည်းမပေးနိုင်မဖြတ်နဲ့ဆိုပြီးငေါက်တဲ့ဂိတ်တွေမှာငွေတွေကိုပုံကြီးတွေနဲ့လာသမျှတောင်းပစ်ထဲတာတကယ့်ကိုစီးပွားပြက်လုပ်နေကြတာဂိတ်မှာပိုကြီးတွေကဥစည်းတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။တောင်ငူမျိုးခပောင်းတတာစစ်စင်ဂိတ်မှာအမှတ်30ဆက်သွင်းတက်မှာပိုကြီးဖြိုးဝင်ဝင်၄မိုင်စစ်စင်ဂိတ်မှာတိုက်ပွဲဝင်စီယုံရင်တက်မှာပိုကြီးအစင်းရှိသူနဲ့စစ်တောင်းတတာဂိတ်စစ်စင်ဂိတ်တို့မှာတဲခွေရီတက်မှာပိုကြီးစော်မင်းတိုင်းတောင်းဝင်ကြဥစည်းငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်စင်ဂိတ်တွေမှာငွေကြေးကောက်ခံရမှာအ ਨੇ စုံအင်စီက ားတစ်စီးကိုငွေကျပ်9000ကျပ်စံအိတ်တယ်ဆောင်မယ်ဆိုပါကစံအိတ်အနည်းငယ်ပါကာတစီကိုငွေကျပ်1000တောင်းနှုန်းစံအိတ်များရင်ငွေကျပ်9000မှ3000အထိလကောက်ဒူးရင်တိများတန်ယူပို့ဆောင်ပါကငွေကျပ်တောင်းချီပေးရတဲ့ပြင်ပိုကြီးစားဖို့ဒူးရင်တိလို့ဆိုပြီးတည်ဆောင်လာတဲ့ဒူးရင်တိကိုပါချင်းချောက်တောင်းယူကြောင်းသိရပါဗျာ စစ်တပ်စစ်ဆေးဂိတ်တွေမှာငွေကြေးတောင်းခံမှုတွေအတွက်ဒေသခံပြည်သူတွေကသက်ဆိုင်ရာစစ်ကောင်စီထံကိုစာပေးဖို့တိုင်ကြားတော်လဲတစုံတရာအရေးယူမှုမရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ဖားကတ်မှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီကဗျူဟာကုန်းပတ်လဲစိုးမိုးမှုရရင်ကျိုးပန်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဖားကတ်မြို့နယ်အတွင်း အမရန်ကျေးရွာနီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KYA တို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်။ KYA ကအမရန်ရွာဘက်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုစွန်လ26ရက်မနက်၄နာရီချိန်ကစတင်ပြီးတိုက်ခိုက်ခဲ့ရာမနက်၈နာရီကမှစစ်ကြောင်းပြန်ဆုတ်ထားကြောင်းသိရပါတယ်။ညကလေးကတိုက်ပွဲဖြစ်ပြီးပြစ်ခတ်နေလို့ရွာကနီးစစ်ဆောင်ပြေးနေရသူများတဲ့ဒီမနက်ထိပြစ်နေကြတော့မယ်လို့ဖားကန်ဒေသခံတအုပ်ကပြောပါတယ်။မနေ့ကစွန်လ25ရက်ညနေပိုင်းကစပြီးအမိုက်ပုံချင်းရွာရတနာမြေစာပုံမှနေပြီး အင်မာရန်ကျေးရွာဘက်ကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာပြီးဖြူဟာကုန်းမဏီကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပါတယ်စစ်ကောင်စီကဖြူဟာကုန်းဝင်းကျင်မှာလုံခြုံမှုရှိစေဖို့အတွက်မော်စီစာကျေးရွာတဝိုက်အပြင် အင်မာယန်ဘက်ကပါအခြေချနေရယူဖို့ပြင်ဆင်နေပြီးစစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့အတွက်အင်မာယန်ကြီးရွာဒေသကနေမှညရင်းချင်းစစ်ဆောင်ထွက်ပြေးနေရကြောင်းသိရပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့မေလ31ရက်မှာစတင်ပြီးမော်စီစာရှိကြောက်စိမ့်လောက်ကများတွင်ဝင်ရောက်ပြီးမိရှုဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီးစစ်ကြောင်းထိုးနေခြင်းဖြစ်ကမော်စီစာနဲ့ဂရီမွန်တိုက်ပွဲမှာစစ်ကောင်စီဘက်မှစေဦးစီးမှုအပါအဝင်တပ်ဖွဲ့ဝင်30ကျော်တည်ဆောင်ခဲ့ပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့နောင်ချိုတိုင်ပွဲစစ်တပ်ကအင်အား6000ခန့်အသုံးပြုထိုးစစ်ဆင်နေရလို့ DPL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာတိုင်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်ကအင်အား6000ခန့်အသုံးပြုထိုးစစ်ဆင်လာနေတယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ရက်ဆောက်ဘတ်တူးနဲ့ဒီနောင်ချိုကြားမှာရှိနေတဲ့ခမ်းမန်းချင်းကတော့အင်အားကတော့3000ဝန်းကျင်လောက်တော့ရှိမယ်။ပြည်ဦးနယ်ဘက်ကစစ်ကြောင်းကလည်းဒီဘက်ကအင်အားလောက်ရှိမယ်။တော်တော်လေးကိုတံပြန်ထိုးစစ်ဆင်လာတဲ့အနေအထားမှာသူတို့ကအရင်ထက်မတူတဲ့ လူအင်အားတွေတောက်လျှောက်သုံးပြီးတော့တုံးလာတာမျိုးတွေလက်နက်အင်အားဒရုန်းတွေပေါ်ပြီးတုံးလာတာမျိုးတွေရှိရလို့ DPN လေးရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ထိုးစစ်အတွက်အကောင်းဆုံးပြင်ဆင်ခုခံနေရလို့လည်း၎င်းကဆက်ပြောပါတယ်။သူတို့ဘက်ကအင်အားလုံးရင်းနဲ့ထိုးစစ်ပြင်လာတာရှိတယ်။ဒီ24ရက်နေ့တိုက်ပွဲဆိုရင်လီချောင်းပစ်ကူလည်းတော်တော်လေးတိုက်ခိုက်တာတွေရှိရဲ့။နောက်ပြီးလက်နက်ကြီးတွေပေါ်လေးမနေ့ကညဒီကနေ့မနေ့အထိနောက်ချိုမျိုးတွေကိုလည်းလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်နေရမျိုးရှိရဲ့လို့သူကပြောပါတယ်။ဇွန်လ25ရက်မှာလည်းပြည်ဦးလွင်နောက် ချိုလမ်းပိုင်းကပန်ပွေးနဲ့ဆမ်ဆဲကြီးရွာနဲ့တောင်ခမ်းနောင်ချိုလမ်းပိုင်းကကန်ကြီးရွာအနီးနောင်ဩကြီးရွာတို့မှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ မနေ့ကတော့တိုက်ပွဲတွေပြင်းထန်နေရဒီမနေ့ပိုင်းမှာတော့ကျွန်တော်တာဝန်ယူထားတဲ့အပိုင်းတွေမှာတော့ညင်နေတယ်လို့ DPNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်စစ်ကောင်စီတပ်ကနောင်ချိုမြို့ကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်လာပြီးအင်အား6000ခန့်အသုံးပြုထားတယ်လို့ DPNL ကခန့်မှန်းပါတယ်ရှမ်းမြောက်စစ်တိုင်းကြာဆုံးသွားပြီးရဲ့နောက်မှာအတိကရှမ်းမြောက်တခွင်ရဲ့ထိုးစစ်ကတော့နောင်ချိုပဲရှိတော့တယ်ရှမ်းမြောက်ရဲ့တပ်တွေအားလုံးကလည်းပို့ပြီးတော့အင်အားဖြည့်တင်တာတွေစစ်မှုထမ်းအင်အားတွေရောအကုန်သုံးလာမျိုးတွေတွေ့ရတယ်လို့ DPNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဇွန်လ25ရက်တရက်တွင်နောင်ချိုမြို့ ို့နယ်ကနောင်လင်နောင်အောင်လုံဆန်းနဲ့နောင်ဖာကြီးရွာတွေကိုတိုက်ပွဲဖြစ်ပွားနေချိန်တွင်စစ်ကောင်စီကဒရုန်းနဲ့ပုံ28လုံးနဲ့လက်နက်ကြီး68လုံးဖြစ်ကူတိုက်ခိုက်ခဲ့တယ်လို့တောင်းတက်မတော့ TNL ကဇွန်လ26ရက်နေ့မှာထုတ်ပြန်ပါတယ်။ဇွန်လ25ရက်ကနောင်လင်ကြီးရွာမှာစစ်တပ်နဲ့တောင်းတက်မတော့ TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံ14လုံးနဲ့လက်နက်ကြီး54လုံးဖြစ်ကူပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နောင်အောင်ကြီးရွာမှာလည်းစစ်ကောင်စီတပ်နဲ့တောင်းတက်မတော့ TNL တို့တိုက်ပွဲဖြစ်ပွားနေစဉ်တွင် ်စစ်ကောင်စီတပ်က drone နဲ့ပုံခုနှစ်လုံးလက်နက်ကြီးခုနှစ်လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါတယ်စစ်ကောင်စီတပ်ကလုံဆန်းချင်းရွာကိုလည်း drone နဲ့ပုံလေးလုံးလက်နက်ကြီးခုနှစ်လုံးပစ်ကူတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိရဲအုံမခရွာဘက်မှလည်း drone နဲ့ပုံသုံးလုံးကျင်းချခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်တိုက်ပွဲအိန္ဒိယနီးကကျင်းရွာသားတွေကိုလွန်ကင်းတဲ့ဇွန်လ20ရက်ကလေးကရွှေ့ပြောင်းထားပြီလို့ဆိုပါတယ်။စစ်ဘေးရှောင်ပြည်သူတွေအတွက်အကူအညီတွေလိုအပ်နေတဲ့အရှက်ဘတ်အဖွဲ့အစည်းတွေအနေနဲ့ကူညီပေးကြဖို့လဲ DPNL ကတောင်းဆိုပါတယ်။နောင်ချုံမြို့နယ်မှာတော်လိုင်းတပ်ဖွဲ့တွေရဲ့စစ်ကောင်စီတပ်တွေပေါ်တံပြန်ထိုးစစ်ဇွန်လ24ရက်နေ့မနက်မှာစတင်ခဲ့ပါတယ်။ 2019စစ်စင်အပိုင်းနဲ့စတင်ခဲ့တဲ့နေ့ရက်တနည်းပြည့်နှစ်ပတ်လည်နေ့မရောက်ပြီးတရက်အလိုမှာနောင်ချိုမြို့နယ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတံပြန်ထိုးစစ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်2019စစ်စင်ရဲ့အပိုင်းနဲ့ကို2024ဇွန်လ25ရက်နေ့မှာစတင်ခဲ့ပြီးအဲ့ဒီနေ့မှာပဲတောင်တက်မတော် TNL နဲ့ PDF ပူးပေါင်းတပ်တွေကနောင်ချိုမြို့ကိုစတင်သိမ်းပိုက်ခဲ့ပါတယ်စစ်ကောင်စီကလည်းတောင်ခန်းကအမြောက်တပ်ရင်းတွေကနေနောင်ချိုကိုပါပြန်သိမ်းဖို့အပြင်းထန်ထိုးစစ်ဆင်လာတာကြောင့်ဇွန်လလယ်ကစပြီးနောင်ချိုမြို့နယ်မှာအနည်းဆုံး7ရွာ9ရွာမှာတိုက်ပွဲတွေပြင်းထန်နေရလို့ လို့သတင်းမှဖော်ပြပါရှိပါရင်ရှင်။